ထိုင်းဆိုရကထုတ်ပြန်တဲ့အရေးရောင်းချသူတွေနဲ့ဝယ်ယူသုံးဆွဲသူတွေအပေါ်ပုံမတင်းကျပ်တဲ့ဥပဒေသစ်ဟာမနေ့နိုဝင်ဘာလ10ရက်စနေနေ့ကစတင်အသက်ဝင်ပါတယ်။အခုအစ်စ်ထုတ်ပြန်လိုက်တဲ့အရေးအဖျော်ရမကာဆိုင်ရာ ဥပဒေနံပါတ်1 Alcohol Beverage Control Act နံပါတ်2အရာအစိုးရကတရားဝင်သတ်မှတ်တဲ့အချိန်ပြင်ပမှာရောင်းချသူသုံးဆွဲသူနှစ်ဦးနှစ်ဖက်စလုံးအမေရိကန်ဒေါ်လာ300ခန့်နဲ့ညီမျှတဲ့ဘတ်ငွေ1000အထိဒဏ်ရာခံရနိုင်တယ်လို့ဆိုပါတယ်။ ထိုင်းနိုင်ငံရဲ့စီးပွားရေးဟာကမ္ဘာလက်ခီးသွားလုပ်ငန်းအပေါ်အများအပြားမိခိုးအားထားနေရတာကြောင့်ဝယ်ယူသုံးဆွဲသူတွေကိုပိတ်မှတ်ထားတဲ့ဒီဥပဒေသစ်ကြောင့်ကိုဗစ်ပန်ဒမစ်ကာလစီးပွားကျခဲ့ရာကနလန်ပြန်ထူဖို့ကြိုးစားနေတဲ့အချိန်မှာမလိုလားအပ်တဲ့တက်ရောက်မှုတွေဖြစ်လာနိုင်တယ်လို့ထိုင်းခီးသွားနဲ့ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာအဖွဲ့အစည်းတွေကထောက်ပြနေကြပါတယ်။ဒါ့အပြင် အခုမှရုတ်တရက်ရောက်လာပြီးဥပဒေအကြောင်းမသိတဲ့ကဘာလက်ခီးတွေလည်းမလိုလောအပ်တဲ့ဒဏ်ရိုက်ခံရမှုတွေနဲ့ရင်ဆိုင်ရနိုင်တယ်လို့ပြောပါတယ်။ဒီပြဋ္ဌာန်းချက်အစ်စ်ကဝယ်ယူသုံးစွဲသူတွေအတွက်ပိုတာဝန်ကြီးပြီးအထူးသတိထားဖို့လိုအပ်တာကြောင့်အဓိကသတိထားရမယ့်အခြေအနေဟာနေ့လယ်၂နာရီကနေညနေ၅နာရီအကြာနဲ့ညတကောင်ကျော်တဲ့အချိန်တွေဖြစ်ပါတယ်။အရင်လိုကြိုးဝဲထားပြီးကန့်တတ်ထားတဲ့အချိန်တွေမှာတောက်မိလို့တာဝန်ရှိသူတွေတွေ့သွားရင်အေးအေးယူခံရနိုင်ပါတယ်။ဒီမြတိုင်ငင်ရှိနေခဲ့တဲ့ဥပဒေမှာတော့ တတ်မှတ်ချိန်ပြင်ပမှာရောင်းချသူတွေကိုသာအရေးယူတာဖြစ်ပါတယ်အပြင်ဆိုင်နေအနေနဲ့နေ့လယ်၂နာရီနဲ့ညနေ၅နာရီကြားအရေးရောင်းချခွင့်မရှိဘူးဆိုတဲ့ဥပဒေကို1982ခုနှစ်ခရဲကပြဋ္ဌာန်းထားပြီးသားဖြစ်တယ်လို့အဲ့ဒီဥပဒေဟာလည်းအခုကန့်သက်ချက်အစ်စ်မှာဆက်လက်အကျုံးဝင်နေသေးပါရောင်းချတောက်တုံးလိုသူတွေအနေနဲ့မနေ့၁၇နာရီကနေနေ့လယ်၂နာရီအကြားနဲ့ညနေ၅နာရီကနေညတကောင်အကြားတရားဝင်ရောင်းချဝယ်ယူသုံးစွဲနိုင်ကြပါတယ် လိုင်စင်ယူထားတဲ့အဖျော်ယမကနေရာတွေဟိုတယ်တွေကမ္ဘာလေခီးတယ်တွေအလာများတဲ့နေရာအဖြစ်သတ်မှတ်ခံထားရတဲ့နေရာတွေနဲ့လေစိတ်တွေမှာတော့ချွင်းချက်အနေနဲ့ဆက်လက်ရောင်းချသုံးဆွဲခွင့်ရှိနေမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ